မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မူလီဝတ္တနိုင်ဇလာဗီတာညချမ်းဦးစီဌာနမှာ2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွန်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ29ဒီဂရီဆက်စီယံ84ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ30ဒီဂရီဆက်စီယံ86ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်။ဆိုင်ကလုံးမုန်တိုင်းသတင်းဆိုင်ကလုံးမုန်တိုင်းတေဝအခြေအနေ ဒီကနေ့မြန်မာစံတော်ချိန်09:30နာရီချိန်တိုင်းထွားချက်များအရဘင်္ဂလားပြည်လောအနောက်တောင်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိတဲ့သေးလင်ကနိုင်ငံမြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုံးမုန်တိုင်းဒေဝါဟာမြောက်ဘက်သို့ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံကိုကိုကျိုးမြို့ရဲ့အနောက်အနောက်တောင်ပိုင်းရေမိုင်985မိုင်ခန့်အိန္ဒိယနိုင်ငံပူရူချယ်ရီမြို့ရဲ့တောင်ရှိတောင်ပိုင်းရေမိုင်135မိုင်ခန့်နဲ့တီရီလင်ကနိုင်ငံထရီကိုမာလီမြို့ရဲ့ မြောက်နောင်မြောက်ဘက်ရေမိုင်း80မိုင်ခန့်အကွာပင်လယ်ပြင်ကိုပို့ဖို့ပြုနေပါတယ်။ဆိုင်ကလုံးမုန်တိုင်းတဝါရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေလျားမှအခြေအနေမရှိပါသဖြင့်အဝါရောက်ဆက်လို့သတ်မှတ်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းတဝါရဲ့ဒီနေရာဗဟုချက်လေးဖီယာနယ်လေးတိုင်းတို့အဆိုပါဆိုင်ကလုံးမုန်တိုင်းတဝါဟာမြန်မာစံတော်ချိန်စက္ကွန်30နာရီချိန်မှာမြောက်လက်တီကျုကိုတတမကိုဒီဂရီနဲ့အရှိလောင်တီကျု80တတမ9ဒီဂရီမှာရှိပြီး ဘိုးချက်လီပီအား698ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးလီတိုင်နှုန်းမှာတနအီကို45မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်36နာရီတွင်ခံမှန်းချက်အဆိုပါဆိုင်ကလုန်းမုန်တိုင်းတဝါဟာမြောက်နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဘင်္ဂလားပြည်လောအနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းကမ်းခြေနဲ့အင်ဒိယပြည်တောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။တရိပ်ပေနူဇော်ချက် အဆိုပါဆိုင်ကလုံးမုန်တိုင်းတဝါရဲ့အချိန်ကြောင့်မြမပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြမမြမကဲဝင်တဲ့ရှောင်းနဲ့ကံလုံးပင်လယ်ပြင်တို့မှာငါးပီမှခုနှစ်ပီကန်ရှိနိုင်ပါသည်။အကြံပြုချက်သူဖြစ်ပါ၍ဆိုင်ကလုံးမုန်တိုင်းတဝါရဲ့အချိန်ကြောင့်ပြည်တွင်းလေကြောင်းပြန်တန်းရေးမြမကဲဝင်တဲ့ရှောင်းနဲ့ကံလုံးပင်လယ်ပြင်တို့ရှိကန်ဒီကံဝေငါးပိုင်ရေးများတင်မောများနေဖြစ်လဲကြိုတင်တရပြုနိုင်မှရန်အတိပေးနှုတ်ဆက်အပ်ပါသည်။နိုဝင်ဘာလရဲ့အနိုင်ဆုံးပူချိန်စံချိန်တင်များအနေနဲ့ကတော့ ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00ခွဲအချိန်တိုင်းထွားကြများအရာရှမ်းပြည်နယ်တောင်ပိုင်းနမ်စံမြို့မှာအနုံ33.5ဒီဂရီဆက်စီရဲ့37.1ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ37.1ဒီဂရီဆက်စီရဲ့34ဒီဂရီဖာရန်ဟိုက်ဖြစ်က2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။လိုက်ကော်မြို့မှာလည်း9.1ဒီဂရီဆက်စီရဲ့47.2ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ 9တက်မှ3ဒီဂရီဆက်စီယံ41တက်မှ5ဒီဂရီဖာရန်ဟိုက်ဖြစ်က1983ခုနှစ်နိုဝင်ဘာလ30ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။နေပြည်တော်ဥတ္တရတိတိမြို့နယ်မှာလည်း14ဒီဂရီဆက်စီယံ58တက်မှ2ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ14တက်မှ3ဒီဂရီဆက်စီယံ58တက်မှ9ဒီဂရီဖာရန်ဟိုက်ဖြစ်က2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ မြေမြို့မှာလည်း14.5ဒီဂရီဆက်စီယံ58.1ဒီဂရီဖာရန်ဟိုက်ဖြစ်ကရခိုင်စံချိန်ဟောင်းမှာ16ဒီဂရီဆက်စီယံ60.8ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီး1983ခုနှစ်နိုဝင်ဘာလ30ရက်နေ့ကတိုက်ထွန်ရရှိခဲ့ပါတယ်ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြိုတူမှာဖောင်းရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ရောအနောက်တောင်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့မှာတိမ်တင့်တင့်မှာတိမ်တူတက်နေပြီကပ်ပလီပင်လယ်ဖြစ်နေကျန်မင်္ဂလာပင်လယ်တို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်နေငယ်ဖြစ်တော်နေပြီကြံနေသားတွေမှာတိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်တော်ကြများအရတောင်တရုတ်ပင်လယ်မြေမှာဖြစ်ပေါ်နေတဲ့အကောက်နဲ့ပူပန်းမုန်တိုင်းကုတူဟာအနောက်အနောက်တောင်ဘက်သို့ဖြင်းညစွာရွေ့လျားခဲ့ပြီ PNN နိုင်ငံနာထရမျိုးရဲ့အရှိအရှိမြောက်ဘက်ရေမိုင်း185မိုင်ခန့်အကွာပင်လယ်ပြင်ကိုပို့ဖို့ဖြစ်နေပါတယ်အဆိုပါအကောက်နဲ့အပူပန်းမုန်တိုင်းကုတူဟာ 2022ရက်12လ2025ရက်နေ့မှာ PNN နိုင်ငံအရှိဘက်ကံယူရဒေတာများတို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လေးပြမလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကံယူရဒတစ်ချောင်းနဲ့ကံလွန်ပင်လေးပြတို့မှာ9ပြီမှာ9ပြီကံရှိနိုင်ပါတယ်။မနှက်ဖြတ်မွန်တဲချင်းဒီခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကန်ဒေတာကြီးထပ်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနင်္သာရီကြီးတို့မှာတိမ်တင်တင်ဖြစ်ထုံးပြီး ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရော်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာအများအပြားတရားပါမယ်နေပြည်တော်နဲ့နေတော်ရိုင်းလက်ဖြန်တွင်မိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားတရားပါမယ်အနှိပ်ဆုံးမှုချိန်မှာ14ဒီဂရီဆက်စီယက်58ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမှုချိန်မှာ29ဒီဂရီဆက်စီယက်84ဒီဂရီဖာရန်ဟိုက်ရှိနေပါသေးတယ် ရန်ကုန်မြို့နယ်ညီတိုင်းမနက်ဖြန်တွင်မိုးလေဝသအခြေအနေခံမှန်းကြမှာလဲအများအပြားတာယာပါမယ်အနှိမ့်ဆုံးဘူးချိန်မှာ16ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရင်ဟိုင်းနဲ့အမြင့်ဆုံးဘူးချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရင်ဟိုင်းရှိနေပါတယ် မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခံမှန်းကြမှာလေအများအပြားတာယာပါမယ်အနှိမ့်ဆုံးဘူးချိန်မှာ14ဒီဂရီဆက်စီရဲ့59ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ31ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခံမှန်းကြအနေနဲ့ကတော့ချင်းပြည်နယ်စကိုင်းတန်းဒေသကြီးအောက်ပိုင်းမန္တလေးတန်းဒေသကြီးမကွေးတန်းဒေသကြီးနေပြည်တော်ပဲခူးတန်းဒေသကြီးရန်ကုန်တန်းဒေသကြီးအေရီတန်းဒေသကြီး ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညပူချိန်များအနည်းငယ်လျော့နေနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိန်နှပြကျမချမ်းသာကြပါစေရှင်။